အတိတ်ကိုမရှိတော့ဘူးလို့ရိုးရိုးရှင်းရှင်းတကယ်ကို နားလည်မှုရှိအောင်ကြိုးစားရမယ်။ဟုတ်လား။အနာဂတ်ကိုကြတော့ဘလို့နားလည်ရမှာတော့မရောက်သေးဘူးလို့နားလည်ရမယ်။ရောက်မလာသေးတဲ့အတွက်ကြောင့်ကြိုးတင်ပြီးတော့တစ်ခါတလေစိုးရိမ်နေကြတာပင်ပန်းနေကြတာတွေရှိတယ်။ပြီးတော့ကိုစိုးရိမ်တဲ့အတိုင်းကလည်းမဖြစ်တာပဲများပါလေ။တကယ်လို့ဖြစ်လာခဲ့တယ်ဆိုရင်လည်းပဲဖြစ်လာတော့ပူရတာနဲ့မဖြစ်ခင်ကပူရတာနဲ့နှစ်တက်ကွန်းကြီးနာတယ်ပေါ့နော်။ဖြစ်စရာအကြောင်းရှိရင်တော့ကိုဘလောက်ပဲစိုးရိမ်စိုးရိမ်ဖြစ်မှာပဲ။ တချို့ဖြစ်မာလေလားလို့သိဆိုရင်နေတယ်ဆိုရင်လည်းဆိုရင်ရတာပဲပတ်တင်တဲ့ဖြစ်ချိန်တန်းတော့ဖြစ်လာတာပဲဒါကြလို့ကိုကဆိုရင်လည်းပဲဖြစ်เสียအကြောင်းကြည့်ရင်မဖြစ်ပါဘူးကျူတင်ပြီးတော့ဆိုရင်ရတာပဲဘက်ကတွက်ကြည့်လို့မှအမျက်မရှိတာသိကြတယ်ဟုတ်လားတခါတလေကြတော့ဖြစ်မှာဆိုရင်နာမဟုတ်ဘူးမဖြစ်မှာဆိုရင်နာလည်းရှိသေးတယ်ဖြစ်မှာဖြစ်ပါမလားဟုတ်လားကိုဘလို့ဖဲဆိုရင်ဆိုရင်ဖြစ်เสียအကြောင်းမရှိရင် ဖြစ်မှာမဟုတ်ဘူး ဖြစ်ချင်းမဖြစ်ချင်းကကိုယ်ဆန္ဒပေါ်မှာမူတည်တာမဟုတ်ဘူးအကြောင်းတရားတွေပေါ်မှာမူတည်တာဖြစ်စရာအကြောင်းရှင်ဖြစ်မယ်ဖြစ်စရာအကြောင်းမရှိမဖြစ်ဘူးကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်အဲ့တော့မဖြစ်သေးတဲ့ဒီအနာဂတ်နဲ့ပတ်သက်ပြီးတော့ဦးနှုတ်တွေးတောကြံစားပြီးတော့ပုံမှန်တော့ကရောက်နေရတာတကယ်တမ်းကညံနေရရောက်တယ်ဆိုတာအလွန်မှထင်ရှားတယ်။ဒါကြောင့်မြတ်စွာဘုရားကငြိမ့်ငြိမ့်ချမ်းချမ်းမြင့်မြင့်မြတ်မြတ်အေးအေးစည်စည်နေလို့ထိုင်လို့လည်းဆိုလို့ရှိရင်အတိတ်ကိုမရှိတော့ဘူးလို့နားလည်ပြီးတော့အနာဂတ်ကိုမရောက်သေးဘူးလို့နားလည်ပြီးတော့ အတိတ်ကိုအစင်မလိုက်နဲ့အနာဂတ်ကိုမမြုံမန်းနဲ့တဲ့ဒီအဆုံးမလေးလောက်လိုက်နာနိုင်မယ်ဆိုရင်ကိုကျွတ်တို့ရဲ့စိတ်နှလုံးမှာတော်တော်ချမ်းသာခွင့်ရမှာနော်ကိုစိတ်တွေဆင်းရဲတိုင်းဆင်းရဲတိုင်းစိတ်တွေပူလောင်တိုင်းပူလောင်တိုင်းကိုစိတ်ကလေးကိုအမိဖမ်းကြည့်ဆင်းရဲနေတဲ့စိတ်ပူလောင်နေတဲ့စိတ်ဟာအတိတ်ကိုပြည်ပြည်နေလို့အနာဂတ်ကိုတွေးတွေးနေလို့ဟုတ်တယ်မဟုတ်လားဆရာကြီးပြောသလို ပြောရမှာဆိုရင်အတိတ်ကိုပြန်ပြန်နေလို့အနာဂတ်ကိုကြံကြံနေလို့အကယ်၍စိတ်ကအတိတ်ကိုလည်းမပြန်မှုအနာဂတ်ကိုလည်းမကြံမှုဆိုရင်ပြောရရင်ဆင်းရဲလို့ကိုမရဘူး င်းရဲလို့ကိုမရဘူးနော်အတိတ်ကမပြန်မဲနဲ့အနာဂတ်ကိုသာမကြံမဲနဲ့ပြစ္ဆုတ်ပန်လေးသာတကယ်နေတတ်မယ်ဆိုလို့ရှိရင်စိတ်ကဆင်းရဲလို့ကိုမရဘူးဟုတ်လားဒါကြောင့်ဒီဒေသနာလေးကိုအရှင်တို့ကောင်းကောင်းမှတ်သားရမယ်နော်အတိတ်တနာနာကမေယအတိတ်ကိုအရှင်မလိုက်ရဘူးနဗတိကင်ခေအနာဂတ်တန်အနာဂတ်ကိုမမျော်မမတောင့်တရဘူးရတ္တဒေတံပိဟိနတအတိတ်ဆိုတာပြီးခဲ့ပြီးပြောက်ခဲ့ပြီးကုန်ခဲ့ပြီး အပတ်တင်စအနာဂတအနာဂတ်ဆိုတာကတော့ရောက်မလာသေးဘူးတဲ့ဒါလေးကိုအရှင်တို့လိုက်နာနိုင်ဖို့မလိုဘူးလားအဲ့ဒါဆိုရင်စိတ်နှလုံးချမ်းမြေပြီးတော့စိတ်ရဲ့မိရာရုပ်ပါကြည်ကြည်လင်းလင်းတန်တန်ရှင်ရှင်ဖြစ်နိုင်တယ်